အားလုံးပဲမင်္ဂလာပါဗျာဆိုင်းလန်သတင်းဌာနမှာပြန်လည်ကြိုဆိုလိုက်ပါရခင်ဗျာအခုတင်ဆက်ပေးမယ့်ရုပ်သံဗီဒီယိုဖိုင်ကတော့ဇော်ဖိုးဟင်းကိုနိုင်ငံတော်အစ်အနေနဲ့ဖန်ဆီးမှုအပေါ်သုံးသက်ဝေဖန်လာတဲ့အဖသာရဲ့ရုပ်သံဗီဒီယိုလေးကိုတင်ဆက်ပေးလိုက်ပါရခင်ဗျာဒီဘက်မှာဘာသာတူကအဲဒီဂျွန်နဲ့ပတ်သက်ပြီးနောက်ထပ်တက်တော့ခံသူတွေကဘာတွေဘယ်လိုပြောဆိုနေတယ်လဲဆိုတော့ကိုအားလုံးဝင်ရောက်ကြည့်ရှုလေးလာသုံးသက်ဝေဖန်ပေးကြပါအောင်ခင်ဗျာအားလုံးကိုလည်းဆိုင်းလန်သတင်းဌာနမှာအထူးပဲကျေးဇူးတင်ရှိပါရခင်ဗျာ ဖင်လန်ကကိုမောင်မောင်ရဲ့အရင် vlog ကိုပြောရမယ်ဆိုလို့ရှိရင်ဇော်ဖင်ဖင်ကိုဖန်ဆီးတာနိုင်ငံတော်ဆင့်ဖန်ဆီးတာဖြစ်တယ်နိုင်ငံတော်ဆင့်ဖန်ဆီးရဆိုလို့ဆိုမေဇော်အောင်ဆန်းစုကြည်တို့နော်နောက်ပြီးတော့သမရာကြီးဦးမင်းမင်းတို့ဖန်ဆီးလိုမျိုးဖန်ဆီးတာနော်တက်မတော်ထောက်လန်းကြီးတက်မတော်ထောက်လန်းကြီးစားဖားနေဖန်ဆီးတာဖန်ဆီးရအတွက်ကြောင့်မို့လို့ဇော်ဖင်ကနိုင်ငံတော်ဆင့်ဖန်ဆီးရတော့အောင်ဘာတွေများပြဿနာရှိနေလို့လဲဆိုတော့ဟာကိုကြီးကနေပြောကိုကြီးရဲ့အမြင်ကိုတက်တက်သုံးတက် ဲ့ကိုမောင်ရဲ့သတင်းဘလော့ကပြီးသွားပြီကိုကြီးရဲ့အမြင်ကတော့ဇော်ဘွားရင်ကတက်မတော်သားတွေနဲ့တက်မတော်အရာရှိပိုင်းတွေရဲ့ဂျားထဲမှာအကြောင်းတစ်ခုစတင်ဖန်တီးလာတယ်လို့ယူဆတဲ့အတွက်ကြောင့်တက်မတော်ဆာဖာနေလို့ဖန်စီချင်းသိမ်းတာဖြစ်တယ်ကွာကိုကြီးရဲ့တုံးသက်ချက်မမှားဘူးဆိုလို့ရှိလို့ရှင်ဇော်ဘွားရဲ့စကားလုံးနေဘူးအခုဒီနောက်ပိုင်းမှာဇော်ဘွားနဲ့ပတ်သက်ပြီးတော့တက်လာတဲ့ကိုကြီးမမြင်ဘူးမကြားဘူးတဲ့ဒီစကားလုံးနေပေါ့နော်ကိုကြီးနားထောင်ကြည့်တဲ့အခါကျတော့ ဇဘွေးရတက်မလို့သာအောက်ချီဘူးအရန်ချစ်တယ်သူဖြစ်တဲ့အတွက်ကြောင့်မလို့အောက်ဘက်ကအရန်ပေါ့နော်အားပေးတယ်နော်ဖြူတယ်တန်းတယ်နော်သူ့ရဲ့အလုပ်ရက်တည်းကပေါ့နော်အောက်ချီစစ်သားတွေအတွက်နော်များစွာသောထောက်ပံ့မှုတွေကိုသူလုပ်ခဲ့တယ်ဒါပေမဲ့အထက်ပိုင်းကကြတော့စောက်သုံးမကြတယ်စောက်သုံးမကြသလိုသူဆဲတယ်နော်သူဆဲတာကြီးမှားတယ်လို့မှန်တယ်လို့ကိုကြီးမဆိုလို့ဘူးနော်မဆိုလို့ဆိုလို့ချင်းအားကြောင့်ကြာလာလို့ရှိရင်အောက်တက်မလို့သားတွေကနေပြီးအထက်အကြီးပိုင်းနေ ူနဲ့စိတ်ဝမ်းကွဲလာစရာတော့ရှိတယ်ကွာသူရဲ့တချို့သောစကလုံးအုံနှုံနေတာတိတ်များလာတဲ့ခါကြမရှင်။ဒါဟုတ်တစ်ဖက်ကဇော်ဘွေးနဲ့ပြဿနာတက်တဲ့သူတွေကနေပြီးတော့ဖန်စီထိသိနေဥမအောင်ဥမအောင်မင်းတို့ဘာလို့ပေါ့နော်။ပြောနေကြတယ်ကိုကြီးကတော့မတင်ဘူးကွာ။ဘာကြောင့်မတင်ဘူးလဲဆိုတော့ဒီလိုမျိုးဆဲတာလောက်နေတော့ခလေးကလားဆန်ဆန်ဖန်စီမယ်လို့မတင်ဘူး။တမောက်ဆိုရယူဆဲနေတာဇော်ဘွေးမှာဆဲနေတာမဟုတ်ဘူး။တို့တခြားတနိုင်ကတော့နင်းညာဆဲနေတာเนาะဒီမီပိတ်တွေဆိုအာရေလည်းမုန်းမုန်းဆဲတာကိုကြီးတို့ကလွယ်ပုတ်ပြီလား အဲ့တော့ဒီချက်ကြောင့်မလို့ဖန်စီထိန်သိရဲ့လို့ကိုကြီးယူဆတဲ့အတွက်ကြောင့်မလို့နာဆာကအစိုးရအီးနေနေလေဇော်ဘွင်းကိုဒီတစ်ခါတော့တက်ညာငွေပေးပါလို့ကိုကြီးတောင်းဆိုပါတယ်။ဘာကြောင့်လဲဆိုတော့လူဆိုတာပြည့်နေတော့မကင်းဘူးဗျ။သူရဲ့ပြောဆိုတဲ့ပြောဆိုမှုတွေကဘယ်အထိရောက်သွားလဲဆိုတော့ဆိုတာသူ့ဘာသူသိပုံလည်းမရအောင်ဇော်ဘွင်းကနည်းနည်းလေးခလေးတော့စမ်းတယ်။ဒါလေးကိုအသီးမှဖြူတဲ့အနေနဲ့ခံဝင်နေတဲ့ဖြစ်ဖြစ်နောက်မင်းဒီလိုဆိုစကားတွေဘယ်တော့မပြောပါဘူးဆိုတော့ခံဝင်နေတဲ့ဖြစ်တော့ပြန်တော့ပေးပါလို့ကိုကြီးကဒီနေရာကြီးတောင်းဆိုပါတယ်။လူမျိုးစုဆိုတာရှိလို့ရှိလို့ရှင် ိုင်းပြည်ဆိုတာဖြစ်လာတာပဲတော့တစ်ဖက်လူမျိုးတစ်ဖက်လူမျိုးနဲ့တစ်ဖက်လူမျိုးချစ်ကြည်ပြီးတော့နှစ်ဦးပေါင်းစည်းလို့ရှိလို့ရှင်ပြည်တော်စုဆိုတာဖြစ်လာတာပဲအဲ့တော့ပြည်တော်စုတွေတိုင်းပြည်တွေရှိလာတဲ့ခါကျလို့ရှင် sovereignty ဆိုတဲ့ချုပ်ချာအာဏာရှိလာတယ် sovereignty ရဲ့ချုပ်ချာအာဏာကိုဘယ်သူကစောင့်ရှောက်လဲဆိုလို့ရှင်အဲ့ဒီလူမျိုးစုရဲ့တော့လူမျိုးစုခေါင်းဆောင်ရဲ့စစ်တပ်ကနေပြီးတော့ဥဆောင်ပြီးတော့ကာကွယ်စောင့်ရှောက်တဲ့ဒီချုပ်ချာအာဏာကိုဟုတ်ပြီလားအဲ့တော့ မင်းတို့ပြိုလဲပါစေခြင်းပါလေဆိုရက်တက်မလို့ကြီးဆိုတော့မရှိမဖြစ်ငါတို့အတွက်လိုအပ်တယ်ငါတို့လူမျိုးအတွက်လိုအပ်တယ်ဒီလူမျိုးစုကိုစားပြုတက်မလို့ကွာဟုတ်ပြီလားနော်ဒီတက်မလို့ဆိုတာမရှိလို့ရှိလို့ရှိလို့ရှိရင်မင်းတပုံကနေပြီးတော့မျိုးဝတက်ပြီးတော့မင်းတို့ညီမတွေကိုမင်းတို့ရှေ့နေဟိုရင်းဟိုဟာကြီးလုပ်ကုန်ဘောပေါက်လားနော်အခုလက်နဲ့ကြိုက်ထားခြင်းအတူတူတနက်ကြိုက်ထားတဲ့လမ်းမှာသွားနေစစ်သားလမ်းမှာသွားနေရဲကမင်းတို့ဥပေနဲ့ညီညွတ်နေလို့ရှိလို့ရှိရင်ဘာမင်းတို့လုံးလို့ရလဲ ါဒါကိုတက်တင်ပြီးစဉ်းစားရမယ်နော်ကိုစောဘုန်းကြီးကိစ္စလေးကိုကြီးပြောနေကိုစောဘုန်းကြီးကိစ္စကိုစောဘုန်းကြီးပြောတဲ့စကားတွေကမှားတယ်လို့ကိုကြီးမဆိုလို့နော်ကိုစောဘုန်းကြီးကအမှန်တရားအမှန်ကိုပြောတာဒါပေမဲ့နော်ကိုကြီးတို့ကဘာနဲ့ဥမာပေးပြရမလဲဆိုလို့ရှိရင်ကိုကြီးတို့တိုင်းပြည်ကြီးကိုစက်ရုံကြီးတစ်ခုနဲ့သဘောထားပြီးပြတယ်ကိုကြီးတို့ကပြည်သူဖြစ်တဲ့ကြောင့်ကိုကြီးတို့က consumer စားသုံးသူတွေပေါ့တက်မလို့ရစက်ရုံကြီးနော်အဲ့တက်မလို့ကြီးကထွက်လာတဲ့ဒီကုန်ထုတ်လုံးမှုရဲ့ဒီကုံထုတ်တေကိုပဲကိုကြီးကကောင်းမကောင်း quality မိမမိကိုကြီးကကြည်ကြည်ပြီးဆုံးဖြတ်ရ နော်ရလက်ကိုပဲကိုရဆုံးဖြတ်ရမှာနော်ဒီဆိုင်ရုံမှာရှိတဲ့ super fighter နဲ့ operation နဲ့ပြဿနာတက်တာအားလို့နော်အဲအောက်ကနေအလုံသမားတွေနဲ့သိရမလားဒီ super fighter နဲ့မတည်မလဲဖြစ်နေတာအားလို့နော်ဆိုင်ရုံမူကနေပြီးတော့စောက်သုံးမကြရဘူးဘာလို့သွားပြီးဆဲနေလို့မရဘူးဘာကြောင့်လဲဆိုတော့ဒါသူတို့အပိုင်းနော်တက်မလို့ကြီးလည်းဒီလိုပဲအောက်ခြေနဲ့အပေါ်နဲ့သူ့ဘောင်အစင်ပြေတာမပြေတာကိုကြီးတို့နဲ့မဆိုင်ဘူးဟုတ်ပြီလားဇော်ဘုံကြီးမှားသွားတာအဲ့တစ်ချက်သူကမှားသွားတာအခုမှ အောက်ခြေနဲ့အပေါ်နဲ့ကဟိုကပြဿနာတက်နေတာမဟုတ်ဟိုးအရှင်နဲ့ပြဿနာတက်နေတာဒါပေမဲ့ तू ကတော့ထောက်ပြကြရည်များွားတော့ तू ကတော့ထောက်တိွားရည်များလို့ तू ကပြောတာအဲ့တော့ကိုကြီးတို့ကကိုကြီးတို့တကယ်သုံးသက်ကမှာကိုကြီးတို့ကရလက်ကိုပဲကိုကြီးကသုံးသက်မှာအဓိကတက်မလို့ကြီးကြောင်းမလို့ပေါင်းစုံဝိုင်းတိုက်နေလက်နဲ့ကင်တောင်းချမ်းစုတွေငါတို့ကိုထိနိုင်သလားငါတို့ကိုအခုတည်းအကောက်အသားကိုထိနေပြီလားနော်အဲ့ရွာတွေကိုမီးရှို့တာပဲမပြောနဲ့ရွာတွေမီးရှို့တယ်သဘုံရွာသလိုရှိလို့ချင်းတက်မလို့ကလည်းမီးရှို့မှာပဲ အမြင့်တက်ရှင်းရမှာပဲဘာကြောင့်လဲဆိုတော့ဒါတဘုံရွာလीဟုတ်တယ်မလားနော်ကိုကြီးပြောချင်တာအဲ့ဒါအဲ့တော့ဇော်ဘုံလည်းကန်ကောင်းပါစီနော် तू အမှန်တရားပြောရဲဆိုပေမဲ့နော်ဘယ်သူပဲဖြစ်ဖြစ်ကွာကိုရင်းစာကြည့်လိုက်မင်းလုံးဝလုံးပင်မဲမအားတဲ့ကြားနေအိမ်ပြန်လာတဲ့ကြားမင်းသားသမီးကနေမင်းကိုအာပတ်သက်ရှာဆောက်သုံးကြလို့ဆဲလို့ရှင်မင်းရောကြိုက်မလားဒီတဘုံမျိုးလေးပဲကိုရင်းစာကြီးစဉ်းစားလိုက်အခုနော်ကိုကြီးကြရတဲ့ဒရင်ဘလော့ဒီအကြတော့ဇဘိုးရင်ဟာပြစ်မှုအကြီးကြီးမှအတက်မခံရသေးဘူး55ကာကြီးတစ်ခုတည်းပဲတက်ခံရသေးတယ်။တခြားပြစ်မှုတက်ရရင်ရှောက်ပြောတော့ဒီယူပါလို့မယုံနဲ့နော် မတက်ခံရသေးဘူးဒါကိုကိုကြီးကပြောချင်လို့လာတာဟုတ်ပြီလားနားလေခင်ဗျားတို့ NLD NUG CRB အပေါ်ရောသူတို့ထောက်ခံတဲ့လူတွေရောမေ့ချင်တာပဲဒီမိုကရေစီပါတီမိုကရေစီလေဒီတိကိုမိုကရေစီလားဒီမိုကရေစီဆိုတာဘာလဲတရားရင်လေ့လာကြအောင်နော် ဘာမှမဟုတ်တဲ့ဝန်ထမ်းတွေတောင်းဆရာမတွေကိုလိုက်တက်အောင်မင်းတို့အဲ့ဒါကိုခုံယူနေတာဟမ်တောင်းဆရာမတွေဘာဖြစ်လဲသူတို့စာသင်ပေးနေတာကလေးတွေစာသင်ပေးနေတာဟမ်တောင်းဦးမှာဖြစ်တယ်ဆရာဆံမပေါ်ပြေမယ်ကလေးတွေကိုမင်းတို့ကတားဆီး င်းတို့မြို့ပေါ်ပြန်မလာနဲ့တော့နော်ဘယ်တော့မှမင်းတို့လုံရက်ကိုမင်းတို့ကြည့်ဆရာမတွေကိုတတ်တယ်ဆရာမတွေကိုတတ်ရုံနဲ့မင်းတို့ပြောတယ်ဆရာနာရှင်ကြီးကထုံငိမ့်ပါလားဆရာနာရှင်ငယ်ပညာရေးကိုဇောအောင်ဒီပညာရေးက ဒေါ်စန်းစုကြည် NLD လက်ထက်မှာချထားပြီးခဲ့တဲ့ပညာရေးနော်ဟင်ရှောက်ပြီးတော့စောက်ကြီးစောက်ကြီးလေးပြောနေတယ်စီဒီယံဝင်နေစီဒီယံလောက်ရင်အရေးယူမယ်စီဒီယံဆိုတော့စီဒီယံလောက်ပြီးတော့ဖာဖြစ်နေတဲ့မိန်းမတွေအများကြီးဟင်ယူရီးယားမှာ KDB မှာဆက်မှာလောက်နေရတဲ့တောက်ဆရာမတွေဝန်ထမ်းတွေအများကြီး အဲ့ဒါကိုမင်းတို့အုံနောက်ကလေးတော့နည်းနည်းစဉ်းစားအောင်အလကားတက်တက်အသက်တွေကိုလိုက်တက်နေအောင်တောင်းဆရာမှာပေါ့မင်းယူကိုင်းတာတမက်ကိုင်းတဲ့လက်တွေမဟုတ်ဘူးပညာရေးဝန်ထမ်းဆိုတာမင်းတို့ကလေးတွေဘဝတစ်ခုပြောင်းမင်းတို့မိသားစုတွေဘဝတစ်ခုပြောင်းမင်းတို့မိတော်မေပတ်မြောက်ပြီးခဲ့လက်တော့နာနာငါးပါးထဲမှာပါတယ်ဆရာမကြီးအဲ့ဒါတွေကိုမင်းတို့လုံနေတယ်ဆိုတော့မင်းတို့ကောင်တွေကျင်းနေတယ်ဒီဘဝမှာလည်း လူတော်လူတော်တဲ့လူတော်သူတော်တဲ့တိုးလို့ရအောင်ပေါ့နော်မြို့ပေါ်တက်ပြီးတော့လဲမင်းတို့သားသမီးတွေအတွက်ကောမင်းတို့ဒီဘဝမှာလည်းဝင့်လည်မှာချင်းနေပေါ့ခေါင်းလေးနည်းနည်းတုံးကြအောင်ဒလပိန်တော့နေရဲ့စောက်ဟိုမှာပြည်ပြည်ဟိုកောင်းနေမြောက်ပေးတိုင်းရှောက်ပြီးတော့ဟိုកောင်းနေဒေါ်လာသာနိုင်ငံရေးကိုလှုပ်ရှားနေတဲ့កောင်းတွေကွာနားလေလား ။ဟာအဲ့လောက်ပဲပြောမယ်နော်မင်းတို့ပေါ့လို့နော်။ဟဲ့နော်။အခုခုနလိုပေါ့ဂျူလာ73ရက်နဲ့မှာ NUGCRPH ကထုတ်ပြန်လာတဲ့စာတစောင်းရှိတယ်ပေါ့နော်။အဲ့ဒီစာထဲမှာဘာတွေပါလဲဆိုတော့ပေါ့နော်။အခုလက်ရှိကျွန်တော်တို့နိုင်ငံရဲ့အခက်ကြီးတွေပေါ့နော်။အဲ့ဒီမှာ CDM လောက်ကြတဲ့နိုင်ငံဝန်ထမ်းတွေကိုတို့တို့အတိမတ်ပြုတယ်ပေါ့နော်။သူတို့ချိမြောက်မယ်ဆိုပြီးမှ ပြောတယ်ဗောနော်ပြောထားတာတွေ့နောက်ပြီးမှ NaN CDL ကိုတော့ခုနလိုဗောနော်ဒါလက်ရှိနိုင်ငံတော်အဲတမတော်ဖက်မှာပါတဲ့တွေ့သူတို့ကိုတော့တိတိယောက်ယောက်အရေးယူမယ်ဆိုတဲ့အချက်တွေပါတယ်နော်ဟုတ်ပြီလားနှစ်ချက်နော်နောက်ပြီးမှအခုလက်ရှိ NaN CDL ဒီရှိနေတဲ့ NaN CDL ဒီကသူတို့တော်လာရေးပြောရမှာပေါ့ကွာအဲ့ထဲမှာတတိပူတာတို့သူတို့အတွက်ကူညီပေးတာတို့ရှိရတော့အပြစ်ပေးတာတွေ ကီလူခွေပေးမယ်ဆိုပြီးမှထုတ်ပြလာတာတွေ့တယ်ဒီသုံးချက်တွေ့တယ်ဟုတ်ပြီလားเนาะအဲ့ဒါကျွန်တော်ပြောပြချင်တာကပေါ့เนาะဟုတ်ပါတယ်เนาะအခုကျွန်တော်တို့ဒီနိုင်ငံရဲ့ခီးကြီးတဲ့မှာဟုတ်လားအเจ้าမြမျိုးเจ้าခုနလိုပေါ့เนาะခုနလိုပေါ့ဝါဒနာပါလို့ပဲဖြစ်ဖြစ်ဟုတ်လားခုနလိုပေါ့အဲပြက်လို့ဒီအခုခုနလိုပေါ့ယုံကြည်လို့ပဲဖြစ်ဖြစ် CDM လုတ်သွားတဲ့ဝန်ထမ်းတွေရှိတယ်เนาะ CDM လုတ်သွားတဲ့ဝန်ထမ်းတွေရှိတယ် နော်စီနီယာဝန်သားတွေကိုတို့တို့ကအင်ဂျီဂျူဝူဂျီတွေ CRP ချီကဟာလာလာစာတွေပေးမယ်ထောက်ပကြည့်တွေပေးမယ်မိသားစုလည်းဘာမှမပူရအောင်ဆိုတော့ပြက်လုံးတွေပေးခဲ့တာနော်ဟုတ်လားအဲ့လိုလုပ်ခဲ့တယ်ပြီးမှစီနီယာလုတ်သွားတဲ့လူတွေရှိတယ်အခု CDM လုတ်သွားတဲ့ဝန်ဝန်သားလေးတွေကခုလက်ရှိအချိန်ထဲမှာဘာတွေဖြစ်နေလဲဆိုတော့တိုင်တန်လင်းနေကံမှာရောက်နေတဲ့စီနီယာလုတ်သွားတဲ့အမျိုးသမီးတွေကတိုင်တန်လင်းနေကံတွေလည်းမငြိမ်ငြိမ်တွေဖြစ်နေတယ်မငြိမ်ငြိမ်တွေဖြစ်နေကြတယ်ဗောနော် ထိုင်းနိုင်ငံမှာရောက်သွားတဲ့အမျိုးသမီးတွေကလည်းအမေပေးတဲ့လေသွေးနဲ့ဟလာလှုပ်ရှားနေရတဲ့နေထိုင်းရောက်သွားတယ်။စီဒီအမ်လှုပ်သွားတဲ့ဝန်နာရောက်ကြတွေကဟလာမိုက်ဟလာခုနလိုကရေတဘူးခုကောက်တာတွေဟလာပညာလှုပ်ငါးတွေလှုပ်တာတွေဘီယာဘူးခုတွေကောက်တာတွေအနေထားတွေဖြစ်သွားတယ်။နော်သူတို့ဘဝကိုပြတ်သွားတာတော်တော်လေးကိုဒုက္ခရောက်သွားတာနော်။ဟလာခင်ဗျားတို့လေးတည်ပြီးသားပဲနော်။ပြောတော့ခင်ဗျားတို့ကလက်စာပေးမယ်။ဘာဒီထောက်ပတ်ချင်းပေးသူတို့ကတော့မျိုးလေးချင်းနဲ့လှုပ်သွားကြတယ်။ ဘာထောက်ပါကျင်းတပြားမမရစီတယ်လို့တော့ဝန်နာတာခုတောက်ဒုက္ခရောက်နေတာဟုတ်လားတိမပြောချင်ဘူးနော်ဟုတ်လားတိမပြောချင်ဘူးလို့ပြောချင်တယ်နော် NGG ဝကြီးကြီးဘာညာကိုိတ်ကွာလေးတွေပေါ့နော်ဟုတ်လားအခုနန်းစီတယ်ကိုလည်းသူတို့ကတော့လက်ရှိနာဂိုင်တော့ပုံကာမှုတော့ကတတ်မတော်ဖိမပါတယ်သူတို့ကတော့ထိတိယောက်ရေးယူမယ်ဆိုဟုတ်လားဟလာစကားတွေပြီးမှစာတွေထုတ်ပြန်မနေနဲ့လို့မြန်မာပြည်ပြန်လာပြီးမှအေးအေးယူလိုက်လို့လက်ရှိ နိုင်ငံဝန်ထမ်းတွေမြန်မာပြည်မှာ CDM မလုပ်တဲ့ဝန်ထမ်းတွေတိုင်းကနားရှိတယ်လို့နော်ဟုတ်လားနိုင်ငံဝန်ထမ်းဆိုတာနိုင်ငံတော်ရဲ့ကျေးဇူးတစ္ဆာကိုစောင့်တည်ယူတရတယ်ဗျနော်ဟုတ်ပြီလားပြောပြမယ်နော်ဘယ်အစိုးရတက်တက်တက်လာတဲ့အစိုးရရဲ့ policy အတိုင်းကျွန်တော်တို့ကလိုက်နာဆောင်ရွက်ရတာဖြစ်တယ်နော်နိုင်ငံဝန်ထမ်းဆိုတာပါတီနိုင်ငံရဲ့ကြီးရှင်းရတယ်နော်တခါတည်းဥပဒေမှာပြတ်ထားပြီဒါဟုတ်ပြီလားနော်အခု CDM မလုပ်တဲ့ဝန်ထမ်းတဲ့ non CDM တွေဆိုတာလဲဟုတ်လား ။အုံနောက်ရှိလို့စီဒီယံမလောက်တာ။အုံနောက်မရှိတယ်လို့ကစီဒီယံလောက်ပြီးဒုက္ခရောက်နေကြတာ။ဒါဒေးပြောပြတာဒေးပြောပြတာဟုတ်ပြီလား။နော်။အခုကျွန်တော်တို့နားစီဒီယံကြီးကတော့ခုနလိုပေါ့နော်။ဘာပဲဖြစ်ဖြစ်ကိုယ့်အလုပ်ကိုလုပ်နေတာ။ဟုတ်လား။ခင်ဗျားတို့အန်ယူဂျီပဲမကလို့ဘာကောင်မကမလို့ခင်ဗျားနိုင်ငံတော်တာဝန်ယူပြီးဆိုစီနိုင်ငံဝန်ထမ်းကရှိနေမယ်ဆိုတာခင်ဗျားအုံတော်ထဲမှာမှတ်ထားအခုကခင်ဗျားတို့အန်ယူဂျီဝူဂျီဒီဘာရင်းညာဟလာ နာစီဒီယာကိုပြက်နှက်ရှာနေနာစီဒီယာကိုလိုက်တက်ဖြတ်နေတယ်နာစီဒီယာမိသားစုတွေကိုလိုက်ပြက်နှက်ရှာနေတယ်ဟုတ်လားခမားတို့ကဘာနိုင်ငံရေးပါလို့ကျွန်တော်နားမလည်ဘူးနော်အမြိုင်းမပြောချင်ဘူးနော်ဟုတ်လားအဲ့ဒါပဲပြောချင်ပါကျုပ်တင်ပါမယ်อืมဘာလဲဆိုတော့တချို့လူတော်တော်များများငါ့အဲအကောက်ကနေပြန်လာလာပြောရပေါ့နော်အကောက်ကဒီငါအကောက်ချက်ပေါက်ထဲကနေပြန်လာပြောရပေါ့အကိုတဲ့ KNL ဝင်လိုက်ပါလားတဲ့အဲ KIA ဆိုတော့ကွာငါပြောမယ်ဆိုရင်ပြောပြမယ်ကွာ KIA ဆိုတဲ့မျိုးကဒါတော့ဝါပေါ့နော်ယင်အောက်တုံးကလည်းငါပြောခဲ့တယ်ပေါ့ KIA ဆိုတော့အဲသူပြင်းတဲ့ကောင်းစားရေးအတွက်ပေါ့အဲ့ဒါမျိုးလောက်တာပေါ့အဲဒီမြန်မာတက်မလို့ဆိုတော့ကွာမြန်မာတနိုင်ငံလုံးကောင်းစားရေးအတွက်လုပ်တယ်အဲ့ဒါကြောင့်မို့အဲငါမြန်မာတက်မလို့လည်းမနေတာကွာဟုတ်ဘူးလားဘာဖြစ်လို့လဲဆိုတော့ကွာငါ KIA လည်းမှ6နှစ်နေခဲ့တယ်ကွာ ဟုတ်ကဲ့တခြားကောင်တွေသိအောင်လို့ကွာငါတခြားကောင်မှလည်းပြောပြရအောင်နော်ဘာဖြစ်လို့ဆိုတော့ငါဒါမှုတီတင်တိုင်းတင်တိုင်းကွာအဲသံတော်စားမီဒီယာတွေကဖြတ်ချတယ်ဟုတ်တယ်မလားသံတော်စားမီဒီယာတွေဖြတ်ချတယ်တစ်တော့ကလည်းဖြတ်ချတယ်ကွာအဲဆောက်မီဒီယာတွေမယုံဘူးကွာဟုတ်ပြီမလားအဲဘဲမီဒီယာမီဒီယာပဲဖြစ်ဖြစ်ကွာဟုတ်ပြီလားမယုံအဲ့ဒါကြောင့်မို့ကွာပြီးတော့ငါတခုပြောမယ်ကွာအဲငါ့ကိုဆဲရအောင်ဆဲရရင်ဆဲကြက်တော့ဆဲအေးငါမန်းရှင်းခေါ်ပြီးမှငါဆဲတဲ့ခါကျမှမင်းကောင်းရင်နော်အဲ့လိုမျိုး မဖြတ်နဲ့ကွာဟုတ်ပြန်တော့မဖြတ်ချနဲ့အဲနောက်ပြီးမှရဘုံမထုနဲ့ပေါ့ကွာအကောက်ကိုမင်းရောက်ကြားဆိုလို့ရှိရင်တော့ရဘုံမထုနဲ့အဲ့ဒါမျိုးအာပြောရှင်တယ်ဟုတ်ပြန်တချို့လူတော်တော်များများတိပါတယ်ကွာငါဘယ်ရလာတယ်ဆိုတော့လူတော်များများတိတယ်ငါအကောက်ဘယ်နှခု share ဆိုလဲလေနေတော်တော်များများတိရပေါ့အေးမင်းတို့အဲ့ဒါတိအောင်ငါပြောတယ်ဟုတ်ပြန်အင်းငါ့ကိုပွဲမရှာနဲ့နော်ပွဲရှာလို့ရှိရင်နော်မင်းတို့ထိုင်းနေမင်းတို့ကံလေနောက်ပြီးမှတော့ပြောမယ်အေးငါကနော် အဲမင်းတို့လည်းငါမစော်ကောင်းငါ့ကိုလည်းလာရင်မစော်ကောင်းနဲ့อืมနောက်ပြီးတော့ဗာလဲဆိုတော့အဲမင်းတို့ပြောလို့လို့ပေါ့ကွာอืมငင်းချမ်းရခြင်းနဲ့ပါညာပေါ့မင်းတို့ငင်းချမ်းရခြင်းတာနည်းနည်းပဲငါတို့စစ်သားတွေပို့တော့ငင်းချမ်းရခြင်းတွေကွာမဟုတ်ဘူးလားအဲစစ်တိုက်နေရတဲ့ကောင်တွေပို့ပြီးမှစစ်ကိုမုန်းတယ်ဒါစစ်သားတိုင်းတိတယ်ကွာစစ်သားတိုင်းကစစ်တိုက်ရတာပို့မုန်းတယ်ဟုတ်တယ်မလားအဲကြောင့်မို့မင်းတို့ငင်းချမ်းရကြရင်ငါတို့ပို့တော့ငင်းချမ်းရခြင်းဘာဖြစ်လို့ဆိုတော့မင်းတပုံးတော်တော်များများကွာ အဲ NCA မှာလက်မှတ်မထိုးမချင်းရလို့တည်ရမလားဒီတိုက်ပွဲတွေကဖြစ်နေဦးမှာပဲဖြီးသူတွေတေးနေဦးမှာလည်းအဲ့တော့အိုးရင်ဆေးစိန်ရင်လည်းပျက်စီးဆုံးရှုံးနေဦးမှာလည်းမင်းတို့အဲ့ဒါကိုပြီးဖို့လိုတယ်ဟုတ်ပြီလားအဲတချို့ကောင်တွေမတည်ဘူးတချို့နယ်လည်းဘိန်းမျိုးတွေကတည်ရမလားအဲမြန်မာနိုင်ငံကြီးဘာဖြစ်လို့အမလို့တစ်ပွဲဖြစ်နေလဲဆိုတော့တချို့ကမတည်ဘူးအဲတခြားပြည်ပစစ်တွေဝင်လာမှကြောင့်မို့ဒါအဟန့်အတားလောက်ထားရဲဆိုတော့တချို့ကောင်တွေမတည်ဘူးအဲဒါကြောင့်မို့တချို့ကောင်တွေမျိုး အဲဆော့အမ်ချောင်းနေပြီးတော့ဆော့အမ်ချောင်းပါနဲ့ငါ့အကောက်ထဲမှာလာမဆဲပါနဲ့အမန်ရှင်းခေါ်ပြီးဆဲမှာမျိုးတော်တော်ထိမယ်နော်ပြောပြီးနော်အေးခလာပင်ငါပြောရှင်းနေပြီလားညာတော့ကစစ်တက်ကို မကောင်းဘူးလို့ပဲပြောကြတာနော်တမတော်ရဲ့ကောင်းွက်တူကိုဘယ်ပြီးသူကမှချပြလိမ့်မရှိနော်တမတော်မကောင်းချောင်းကိုချပြနော်အာတခင်အားရဂျုံမဝါလို့ခေါ်တယ်ကျန်အောင်မကြည့်နဲ့ လောက်ကိုင်းမှာတုံးကဖြစ်စဉ်လေးကိုကျွန်တော်ပြပြလောက်ကိုင်းမှာခမားတို့လိုပဲကျွန်တော်လည်းအယတားပဲနော်ခမားတို့လိုပဲအယတားပဲလောက်ကိုင်းမှာကျွန်တော်တို့နေခဲ့တဲ့ပြည်သူလူထု၃တန်းလောက်ရှိတယ်အဲ့ပြည်သူလူထု၃တန်းကဘက္ကဆာကြီးကိုမိပြီးလောက်ကိုင်းစားတော့တာနော်လောက်ကိုင်းဒါကဆာစစ်တက်ကြီးကို မိခိုပြီးတော့မှလောက်ကైစားတောက်တာကိုကိုကိုတိကြလားမမိခိုဘူးလို့ပြောလူရှိ ਉ မလားဟမ်ခင်ဗျားတို့ဒါကသာစစ်တက်ကိုမိခိုရတဲ့အတွက်အကြံခုတ်ဆိုလေခင်ဗျားတို့လမ်းဖြောင်းနေသွားလာတာအဆင်ပြေတယ်နော်ပင်ရံပဲလှုပ်လို့အဲဒီကုံသိမ်းပဲရောက်ရောက်ဘာပဲလှုပ်လို့လောက်ကైမှာလှုပ်စားခဲ့တဲ့လူတွေအများကြီးအများကြီးတည်တယ်ဒါပေမဲ့ကျွန်တော်အကောင့်ထဲမှာလောက်ကైမှာ ကျွန်တော်နဲ့စုံဘူးတဲ့လူကျွန်တော်ကြုံဘူးရဲ့လူတွေရှိကြမှာရှိတယ်ကျွန်တော်ကတော့နားပန်เนาะတာဝါတန်ရဲ့အောက်ကဒေါ်ရှမ်းမဝင်းထဲမှာအဆောင်ငားနေတဲ့အကြီးကောင်เนาะကိုအရန်စားတယ်နာမည်ဝမ်းစစ်တူလို့ခေါ်တယ်เนาะကိုမစားရစားတယ်အခုမှကိုကိုဖျက်ပလိုက်တယ်ပြောပြတာเนาะ ။မြောက်လောက်ကန်တကားစာယူမီကိုလောက်ကန်စားတော့နေတဲ့ပြည်သူလူထု၃တန်းကကျွန်တော်အကောင့်တွေမှာတယောက်မှပုံမလာဘူး။နော်။နောက်ပိုင်းဆိုကျွန်တော်ဆလော်ချောင်းတွေမှာပြောပြမှာခင်ဗျားတို့ဆလော်ဆော့ရဲ့လူတွေကိုနော်ဆလော်ချောင်းတွေမှာထပ်ပြောပြအောင်မယ်။ကျွန်တော်ဟိုအရင်ကောက်တုန်းလည်းတင်နေ။ဒါမှလည်းဖြတ်ချတာမဟုတ်ဘူး။အဲ့ကောက်ကကျွန်တော်ပိတ်ခံလိုက်ရတော့ကျွန်တော်မပြောတော့တာ။အခုဒီကောက်မှာကျွန်တော်ဆလော်ချောင်းလေးတွေပြန်ပြီးပြောပြပါမယ်နော်။နောက်တစ်ခု စစ်တပ်ကိုမကောင်းဘူးလို့ပြောတဲ့သူတွေကိုလေဒါကျွန်တော်ချပြခြင်းဖြစ်တယ်။ပြည်သူ၃တန်းလောက်စစ်တပ်ကနေပြီးတော့မှစစ်တပ်ကဒီစစ်ပွဲအခြေအနေရဒါကစကြီးကိုနော်လောက်ကိုင်းမြို့ကိုအုပ်ချုပ်ထားတဲ့ဒါကစစစ်သားတွေအကုန်လုံးကနော်လက်နဲ့ချပေးလိုက်တဲ့အချိန်မှာပြည်သူလူထု၃တန်းပါဖြစ်သွားတယ်။အလုတ်လက်မဲ့ဖြစ်သွားတယ်။အဲ့ဒီလိုပဲပြောပြမယ်ခမားတို့ လောက်ကိုင်းမရတမြငွေငွေဟာထိုင်းမှာတွားလုတ်တဲ့တရက်ဆောက်နိုင်ပိုင်းပဲရှာလို့ရတယ်အဲ့တော့ခင်ဗျားသိတယ်မလားညောသိဒီကူပြောရရင်နည်းနည်းစိတ်ဝင်စားတော့နော်ဟိုတနေ့ကကျွန်တော်ပြောလိုက်တာပြီးသူစင်ကြီးကိုဒီဆက်တွေ့ပြီမှုကြီးတိတ်မလုံးပြောပြတယ်โอเคဒီကူကိုကျွန်တော်စကားလေးတစ်ခုပြောပြမယ်နော်စစ်သားဆိုတာ အယိုးဆွေးတဲ့အထိမိဘကိုလည်းလှုပ်ကြွေးဝင်ရှိတယ်။နော်။ဇနီးမယောင်ကိုလည်းလှုပ်ကြွေးဝင်ရှိတယ်။နော်။ကိုနဲ့သက်ဆိုင်စစ်သားတယောက်နဲ့သက်ဆိုင်နေမိသားစုမှန်တယ်များစစ်သားရဲ့အယိုးကလှုပ်ကြွေးတယ်ဆိုတော့အကိုကြောက်ဘူးလား။နော်။နောက်ခုကျွန်တော်အခုလိုပြောရဲဆိုတာဆက်သွယ်ပြည့်နေတဲ့မိသားစုတွေကိုဆက်သွယ်ရစေချင်တယ်။နော်။ရှာရှည်ပြီးဝင်ပြီးအားချောင်းနေမှာမဟုတ်ဘူး။ တက်နိုင်တယ်ဘက်ကကူညီပေးတယ်အခုပြောတဲ့စကားတိတ်မဟုတ်သေးဘူးပြောပြမယ်မတည်သေးတဲ့လူတွေလည်းတည်အောင်နော်စစ်သားတယောက်ရှည်တန်းတွက်လို့နော်တရင်နဲ့အဆက်အသွယ်6လမရဘူးဆိုလို့ရှိရင်တေးဆုံးစင်းတင်တယ်တေးဆုံးစင်းတင်တဲ့အခါမှာ နော်တက်ကနေပြီးတော့ gratuity ပေါ့ gratuity ပေးမယ်ပင်စင်ပေးမယ်ပေါ့နော်စတားတယောက်တွေပင်စင်ပေါ့ပင်စင်ပေးမယ်အခါအဲ့လိုဖုန်းနံပါတ်တွေပေးမထားဘူးမိသားစုတွေကိုချီချောင်ပြောမထားဘူးဆိုရင်အဲ့ဒီပင်စင်ဘလို့ပေးရမှာလဲဟင်စဉ်းစားနော်အဲ့ဒီပင်စင်ကဘလို့ပေးရမှာ စစ်သားတယောက်မှခံစားဝင်ရှိတယ်နော်အဂရေဂျူဒီတွေပင်စင်နေနော်အသက်ပြေးလဲရပြီဂရေဂျူဒီပင်စင်နေရခမားတို့မိသားစုမှာမခံစားရဘလို့ခံစားမှာအဲ့ဒါကြောင့်တက်ကတောင်းတာတက်ကိုရောက်တကမိသားစုဖုန်းနံပါတ်မိသားစုရှိလားအကုန်မေးတယ်အမေဆိုတာမရှိဘူးမပြောရင်နေလीဟုတ်ပြီလားမပြောရင်နေ ရှင်ရန်စစ်မိမြင်ထွက်လို့တိုက်ပွဲကြသွားကမှเนาะသူ့ရဲ့ဂရေဂျူဒီကဘယ်လိုစားရမလဲ။ခင်ဗျားတို့စဉ်းစားဦးနှောက်ရှင်စဉ်းစား။နော်ဟလာမိသားစုနဲ့ဆက်သွယ်မရတဲ့ရတာခမားတို့ဆက်သွယ်ခမားတို့ချိတ်ဆက်မှရမကိစ္စကျွန်တော်ပြောကြင်ရှင်းလေးပဲမိသားစုကိုဖုန်မင်းတို့ဖုန်နံပါတ်ပေးမိသားစုဟာရေကိုရေးအချက်လက်ပေးဆိုတာမိသားစုကိုစစ်တပ်ကသူဒုက္ခပေးဖို့မဟုတ်ဘူးနော်တက်ရောက်တဲ့အခါမှာတောင်းနေဆိုတာ ခမရတို့မလွဲလာမရှောင်းတာတိုက်ပွဲတစ်ခုမှထိခိုက်ဒဏ်ရာပဲရရနော်တိုက်ပွဲပဲကြကြရဲဘော်တယောက်ရဲ့ခံစားခွင့်ကိုပေးဖို့အတွက်အဖုန်းတစ်ဘက်နေတောင်းတာနော်ဂရေဂျူဒီပေးဖို့အဖုန်းနေမင်္ဂလာပါရှင်တတင်းတော့မဟုတ်ဘူးပေါ့နော်ကျမတို့တက်မရိုသေးကစစ်တီတွေကိုနှိမ်လွန်းအားကြီးလို့ပြောချင် စစ်တပ်ရဲ့အကြောင်းကိုလည်းမသိပဲနဲ့ကွာစစ်တပ်ထဲမှာလည်းမနေဘူးဘေးကနေပြောတဲ့စကားလေးတွေပေါ့နော်တချို့စစ်တပ်နဲ့မတည့်တဲ့လူတွေရဲ့ပြောတဲ့စကားလေးတွေပေါ့အဲ့ဒါတွေကိုနားထောင်ပြီးတော့စစ်တပ်ကိုဝီဖန်ဖောင်းထုကျမတက်မရောချစ်တယ်ကျမတက်မရောထဲမှာနေခဲ့ဘူးတယ်ဘဲခရီးကပြန်လာလာထမင်းမချက်ထားရင်အချိန်မြေး နေတဲ့နာမှာအမကြီးထမင်းနဲ့ကြွေးပါအောင်အကိုကြီးထမင်းနဲ့လူတိုင်းကြွေးအေးတခုခုဖြစ်ပြီမလားအော်တိုက်နေအောင်ကူညီကြအပြင်းမရှိဘူးအပြင်းမလုံးဝမရှိဘူးနေတာထိုင်တာတတ်တရရအကုန်လုံးအပြင်းမလုံးဝမရှိဘူးကျမနေတဲ့ရက်ွက်မှာအမိုက်တွေပြစ်ချင်တယ်လို့ပြစ်တာသူများအိတ်နေမှမသိဘေးမှလာပြီးတော့စူညံပွက်စစ်တက်တယ်မှမရှိဘူးပြီးရင်ရှိသေးတယ် စစ်သားတွေကငကြောက်တယ်ဟဲ့လားတစ်ချက်လောက်ပြောလိုက်စမ်းပါမင်းတို့ဒီစခန်းမရင်ပြက်မလာခင်းနဲ့တခွန်းမပြောလိုက်စမ်းနော်စစ်သားဟိုးရပ်ကြမြတ်တဲ့ကြုတ်လို့မိမတော့မှချက်ချင်းပွက်သိမ့်လိုက်မယ်အဲ့လိုစိတ်သက်ရှိအေးတိလားစစ်ပါတိုင်းမှာရှိတယ်အဲ့စိတ်သက်တိတ်ပြီးတော့ပြောချင်းတိတ်ပြီးဖောင်းထူနေမင်းအောင်လိုက်ရဲ့တက်မတော်ကြီးပါညာတိတ်ဖောင်းထူချင်းနေမလားပဲ6လလလာစားကြည့်လိုက်လေ အဲ့လိုပြောပြီးမှလက်ခံအဲ့လိုပြောပြီးမှအဲ့လိုပြောပြီးမှ မကောင်းပြောအဲ့လိုလာနေပြီးမှခံစားချက်တွေကိုတိပြီးမှ မကောင်းပြောမယ်ဆိုလက်ခံမယ်ဘေးကနေတတရရပဲနေပြီးတော့စစ်သားအကြောင်းဘာသိလို့လဲပြောပါစစ်သားအကြောင်းမသိပဲနဲ့ဘာမှလာမပြောနေနဲ့စစ်သားတွေဘလောက်ပေးဆက်တယ်တိလားလူခွေရေးဆိုတာ no အလုတ်သမားမဟုတ်ဘူးလေပဲဗါတဲ့ဟိုတနည်းပြောတန်ကြားဗါတဲ့ဘလူးမှုဖူလုံးကြီးမပါဘူးစစ်သားရေမပါဘူးကဲလူခွင့်ရေရှိတယ်အချက်30ရှိတယ်လူခွင့်ရေစက်နှုံ30 no အမိတ်နဲ့တစ္ဆာစီမှုပဲရှိတယ်အမိတ်နဲ့တစ္ဆာဆောင်သိမှုပဲရှိတယ်24နာရီတာဝန်ထမ်းဆောင် လာစာแน่ๆလေးတိလာပယင်သမားလာစာထက်နေတဲ့တိလာအေးတိတ်ပြီးဖောင်းထုရှင်စက်တက်ထဲမှာလာဝင်နေလိုက်ပဲ6လလောက်လာစားပြီးမှပြောလိုက်လက်ခံမုန်းတာမင်္ဂလာပါရှင့်ဂျွန်လ18ရက်နေ့ဖြစ်ပါတယ်အမနေ့ညသတင်းလေးတွေပို့တာနောက်ကြလို့ပေါ့နော်အဲ့ဒါနဲ့ အဲဒီနေ့မနက်မှတင်ဆက်ပေးခြင်းဖြစ်ပါတယ်။ဟိုကကျမကိုဘာဖြစ်လို့ဒီသတင်းတွေပြောနေတာလဲလို့ပြောရလို့ရှိရယ်။ကျမတို့ပြည်သူလူထုကမီဒီယာနဲ့အလိန်ခံနေရတာပါရှင်။ကျမတို့ဟိုတက်မရဘက်ကထုတ်ပြန်တဲ့သတင်းတွေကလည်းအဲ့လိုဟိုကျမတို့လူပေါ့အဲ့လိုလေးမထုတ်ပြန်ဘူးလေသူကစီးနေပေါင်နေဆိုတော့လေအဲအဲ့လိုမျိုးနောက်ကျတယ်ပေါ့နော်အဲ့လိုမျိုးတွေ အဲ့တော့လူတွေကလိုင်းမှာပဲကြည့်တဲ့ခါကျဘယ်နေရာမှာတိုက်ပွဲဖြစ်နေပြီမသွားရဲဘူးဒီလမ်းကပိတ်နေတယ်အဲ့လိုမျိုးတွေသူတို့ကမီဒီယာလွှင့်နေတဲ့ဟာတွေကအမှားတွေပဲလွှင့်နေခါကျတော့အဲပြည်သူလူထုကအဆင်မပြေဘူးပေါ့နော်အဲသွားရလာရတာတွေအဓိကကတော့အဲ့လိုလမ်းသွားနေရတာဗာညာအဆင်မပြေလို့ကျမဒီလိုမျိုးလေးပြောပြတဲ့ခါကျတော့ဘာပဲပြောပြောသတင်းမှန်လေးတီးရတဲ့ခါကျတော်ယုံတယုံသွားစရာရှိရသေးသွားလို့ရတယ်ဟာပြည်ပြည်ပြည်တွေပါမဖြစ်တော့ဘူးပေါ့အဲ့လိုမျိုးလေးပါ ရီတိုင်းလေးမျက်နှာပန်းတော်ကြီးဘက်မှာမနေ့ဟိုဟာចောင်းနေပြန်ပိတ်ထားရပါတယ်တဲ့ချင်းမနေ့ကလှော်ကထားចောင်းကိုပြန်ပိတ်ထားရပါတယ်တဲနီကုံတဲနူကုံရွာဘက်မှာအေအေတွေကဝင်လာပြီးတော့ရွာသားတွေစီကဖုန်းတွေကိုအနိုင်ကျင့်ပြီးအကုန်သိမ်းလိုက်တယ်တဲ့ပြီးလို့ရှိရင်အေအေကစမ်းကြီးတင်ကြိုင်းဘက်မှာဂိတ်လာချလို့တဲ့အမရ3လေးလေးတက်ကနေပြီးတော့တညဟိုစက်တိုက်ပြန်ပစ်ပြီးပြီးတော့ ဆက်တိုက်ပစ်ကူပေးနေရပါတယ်ညာဘက်မှာလည်းတိုက်ပွဲတွေရှိတယ်လို့သတင်းတွေသိရှိရပါတယ်ရှင်ပြီးရင်ခစ်တဲ့မှာခစ်တဲ့မှာပလောင်သတင်းလေးနောင်ချိုသတင်းလေးအထိနာနေလို့ရီလဲရီချင်ပါတယ်အုံမတိနဲ့ရေမောင်းတန်းကိုတဲ့လက်နဲ့ကြီးရ3လုံးတဲ့အစိပ်ဘုံက39လုံးနဲ့ရိုးရိုးဘုံက35လုံးဒုံနဲ့လာချတယ်တဲ့သူတို့တင်ဆက်တာနော်အဲ့တော့တက်မတော်ဘက်ကမတရားဘောမတရားတစ်ဖြစ် ုံးနေချတယ်ပေါ့သူတို့အဲ့လိုတင်ဆက်တယ်။အော်အုံမတိနဲ့ရေမောင်းတန်းကတော့အဲ့ဒီဘုံအဲ့ဒီအလုံးရေနောက်ဆိုရင်ပြကြပြီ။အမှုံမဲအိမ်မရှိတော့တော့။ပြီးရင်သူတို့ရှုံးနေရင်တော့ဓာတုတွေယူပတွေလောက်တာထုံးစံဖြစ်နေပြီ။အဲ့ဒါဓာတုဘုံတို့အစိတ်ဘုံတို့မဟုတ်ဘူး။တက်မတော်ဘက်ကချီးပုတ်ချီးပုတ်ချတာချီးပုတ်ချတာအဲ့လိုပဲပြောလိုက်ချင်တော့တယ်။ ပြီးရင်ပကံချောင်ဥပ္ပမဆီယမကြီးတယောက်ကိုတတ်သွားတယ်ဆိုတဲ့တရင်ဆီယမကြီးလင်မယားကိုတတ်သွားတယ်အမ်လက်နဲ့မရှိတဲ့ចောင်းဆီယမတွေကိုတတ်မှာတော်လန်ကြီးလားရှင်မေးချင်တယ်တော်လန်ကြီးကចောင်းဖွင့်မចောင်းဖွင့်နာကိုပိတ်တာတော်လန်ကြီးလားចောင်းဆီယမတွေစတင်ပေးနေတဲ့လူတွေကိုတတ်တာတော်လန်ကြီးလားဖြည့်ပေးပါအောင်ရှင်ဘဲနဲ့ကို့ပြည်သူတွေစာမတက်ပေမတက်အုံနောက်တုံးအောင်ထိလိုက်မလို့ရဘူးလေ အဲ့ဒါကရုံမာတဲ့အစင်ဖြစ်သွားပြီ။ဟိုပြည်သူကာကွယ်ရေးတပ်စုအဲ့လိုတွေလုပ်